ခရစ်တော်သခင်နိုင်မင်္ဂလာပါမေ30ရက်နေ့အတွက် ခွင့်အားယူရမည့်ဖျားရှင်နှုတ်တော်တွင်စကားဖြစ်သောပရမကျမ်းသည် ကောရိန္သုမြို့တွင်ဟောပြောခြင်း Paul in Corinth တမန်တော်အခန်းကြီး18အခန်းငယ်9မှ18တိုင်းတညတွင်သခင်ဖျားသည်ပေါ်လူအားယူပါယုံနိုင်မင်းတော်မူသည်မှာကြောက်ရွံ့ခြင်းမရှိလေနှင့်တိတ်ဆိတ်စွာမနေဘဲဟောပြောလော့ ကြောင်းမူကားငါသည်တင်းနှင့်အတူရှိသောကြောင့်တင့်ကိုမိသူများ ထိခိုက်လိမ့်မည်မဟုတ်။ဤမျိုးလည်းငါ၏လူများစွာရှိကြသည်ဟုမိန့်တော်မူ၏။ပေါ်လူသည်လည်းထိုရ၌တစ်နှစ်နှင့်6လပတ်လုံးနေထိုင်၍သူတို့လည်းတွင်ဘုရားသခင်၏နှုတ်တော်တည်းစကားကိုဟောပြောသွန်သင်လေ၏။သူရတွင်ဂါလီယုသည်အခါယာပြည်ဤဘရင်ခံ အဖြစ်အုပ်ချုပ်သောအခါ ယူလူမျိုးတို့သည်ပေါ်လူကိုတဆုတဝေးတဲ့အပြစ်ရှာ၍တရားခွင်သို့ပို့ဆောင်ကြ၏သူတို့ကဤသူသည် ပြည့်ညက်တရားတော်နှင့်ဆန့်ကျင်၍ဖျားသခင်ကိုကူးကွယ်စေရန်လူအများကို သွေးဆောင်စည်းဝနေပါသည်ဟုဆိုကြ၏ပေါ်လူသည်လည်းခြေပပြောဆိုမီပြုစဉ်တွင်ဂါလီယိုကယူလူမျိုးတို့အားဆိုသည်မှာဤရာသည်အပြစ်အမှားသို့မဟုတ်ဆိုးရိုးသောရာဇဝတ်မှု ဖြစ်ပါလေငါသည်တင်တို့ယူလူမျိုးများ၏ဆွဆွဲချက်ကိုလက်ခံမည်သို့တော်ဤအမှုသည် စကလုံးများအမိနာမများနှင့်တင်တို့၏ပြည့်ညတ်တရားနှင့်ဆိုင်သောအကြောင်းအရာတို့အပေါ်ငင်းခုံပြောဆိုခြင်းများဖြစ်သောကြောင့်တင်တို့၏အမှုကိုတင်တို့ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလောထို့သောအမှုများကိုငါမစီရင်လိုဟု ပြန်ပြောလေ ကျူးလူမျိုးများကိုတရားခွင်ထဲမှထွက်ခွာသွားစေ၏ထိုသူပေါင်းတို့သည်လည်းတရားစီရင်မှုစောစတေနတ်ကိုဖန်ဆီး၍တရားခွင်ရှိတွေရိုင်းနှက်ကြ၏သို့သောဂါလီယိုသည်ဤအချင်းအရာကိုဂယုမဆိုင်ဝင်နေလေ၏ထိုနောက်ပေါ်လူသည်ထိုရက်၌အချိန်တော်ကြာနေပြီးနောက်ညီကိုတို့ကိုနှုတ်ဆက်၍ပရာစစ်လာနှင့်အာဂူလာတို့ လိုက်ပါလျံစီးရီးယားပြည်သို့တင်မောစီးသွားလေ၏စင်ဂရီမြို့သို့ရောက်သောအခါသူသည်မိမိ၏ဥကောင်းကိုရိတ်လျက်အကြောင်းမူကားသူသည်ဖျားသခင်ဂတိတစ္ဆာပြုတော်သောကြောင့်ဖြစ်၏အာမင်ဧဝဂီလိယံဝမ်းနေခြင်းမှဝမ်းမြောက်ခြင်းသို့ပြောင်းလဲခြင်း sorrow will turn into joy ရှင်ယောဟန် အခန်းကြီး၁၆အခန်းငယ်၂၀ပါ၂၃တိုင်းတင်းတို့အားငါမန်ကန်စုတီကတင်းတို့ဒီဝန်းနေကိုကြွေးကြရလိမ့်မည်သူရရဲ့ဤလောကဒီဝမ်းမြောက်လိမ့်မည်တင်းတို့ဒီဝန်းနေကြရတော့လဲတင်းတို့ဤဝန်းနေချင်းဒီဝမ်းမြောက်ချင်းဖြစ်သူပြောင်းလိမ့်ပြောင်းလဲလိမ့်မည်မျိုးသမီးတို့သည်တောက်ဖားရသောအချိန်ရောက်သောအခါဝေဒနာပြင်းစွာခံစားရသဖြင့်ဝမ်းနေခြင်းရှိ သို့သောသူမသည်တာခွားမင်ပြီးလင်မှုမိမိဤခံစားခဲ့ရသောဝေဒနာကိုတတိမရတော့ချေကြောင့်မူကားဤလောကအတွင်းသို့သူငယ်တယောက်ဖွားမြင်လာခြင်းအတွက်ဝမ်းမြောက်သောကြောင့်ဖြစ်ထိုနည်းတူသင်တို့သည်လည်းယခုအခါဝမ်းနည်းလျက်ရှိကြ၏သို့သောငါသည်သင်တို့နှင့်တပံပြတ်တွေ့သောအခါသင်တို့ဤစိတ်ကလေးများသည်ဝမ်းမြောက်ကြလိမ့်မည်ထိုအခါမိသူကားများ သင်တို့၏ဝမ်းမြောက်ခြင်းကိုသင်တို့ထံမှယူသွားလိမ့်မည်မဟုတ်ထိုနေ့၌သင်တို့သည်ငါအားမိတိအရာကိုမျှမေးမြန်းကြလိမ့်မည်မဟုတ်သင်တို့အားငါဧကမန်ဆိုသည်ကသင်တို့သည်ငါ၏ခမဲတော်တစုံတစ်ခုကိုတောင်းလျှောက်ကြလေကိုရောသည်ငါ၏နာမ၌သင်တို့အားထိုရာကို ပေးတော်မူလိမ့်မည်အာမင် The gospel of the love praise to you, Lord Jesus Christ. Thank in Christ and God bless you all. Amen.